မင်္ဂလာပါခုချိန်ကစပြီးတော့အော်တိုဘာလ31ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါရခိုင်ပြည်ဘက်ကစီရီတည်င်းနဲ့စားပါမယ် ရခိုင်ပြည်ကဒီအာရခတ်တက်တော် AA ကထိန်းချုပ်ထားတဲ့ပုံနှကျွန်းမြို့ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ31ရက်နေ့ဒီနေ့မှာလဲဒီမွန်တဲ့ချိန်ပေါ့လေနေ့လယ်ပိုင်းမှာလေကြောင်းကနေထပ်ပြီးတော့ဘုံကျဲတက်ခိုက်ခဲ့ပါတယ်။ဒါဟာပုံနှကျွန်းမြို့ကိုစစ်ကော်မရှင်တပ်ကနေ့ရက်ဆက်တိုက်လေကြောင်းကနေထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပုံနှကျွန်းမြို့နယ်ထဲကပန်းနီလာရွာကိုဘုံကျဲခဲ့တာပါအခုလိုမျိုးတိုက်ခိုက်မှုကြောင့်အရက်သား၄ယောက်သေဆုံးပြီး၁၀ယောက်ထပ်မင်းနဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။မနေ့ ရဆိုလို့ရှိရင်လည်းဒီအော်တိုဘာလ30ရက်နေ့မနေ့ရပေါ့လေအဲ့ဒီတရက်ထဲမှာပဲရှစ်ကော်မရှင်တက်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကြောင့်ပုံနှကျွန်းရသိတောင်နဲ့ကြောက်ဖြူမြို့နယ်တွေကအရတားပြည်သူ6ယောက်တိတ်ဆုံးခဲ့ပြီးတော့12ယောက်ထပ်မနေဒဏ်ရာရခဲ့ပါတယ်အဲ့ဒီမှာအစိုးရဆုံးဖြစ်စဉ်ကတော့ကြောက်ဖြူမျိုးနဲ့ဒီဇင်းချောင်းကုန်းမွေရွာပေါ့လေအဖြစ်ပြီးတော့ Jet Fighter နဲ့ဘုံကျဲမှုကြောင့်အမျိုးသမီး2ယောက်အပါအဝင်အရတား9ယောက်တေဆုံးသွားခဲ့ပါတယ် ရသေးတောင်မြို့နယ်တဲကအောက်စည်းကုန်းရွာမှာဆိုရင်လေဒီ drone နဲ့တိုက်ခိုက်မှုကြောင့်အမျိုးသားတစ်ယောက်သေဆုံးသွားခဲ့ပါတယ်။အာစစ်တပ်ဟာတိုက်ပွဲမရှိဘဲဒီအရက်သားတွေနေတဲ့နေရာတွေကိုပိတ်မထားပြီးတော့နေစဉ်ရက်ဆက်တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာစိုးရိမ်ထိတ်လန့်နေကြတယ်လို့စစ်ရေးလေးလာသုံးသက်သူတွေကသုံးသက်ထားပါတယ်။အေအေရဲ့ထုတ်ပြန်ချက်တွေအရဆိုရင်တိုက်ပွဲကာလတွေမှာဒီအရက်သားသေဆုံးတဲ့သူကအယောက်960ရှိသွားပြီဖြစ်ပါတယ်။ ရခိုင်ကနေစဉ်ရက်ဆက်လေချောင်းပုံကျဲခံရတဲ့အကြောင်းပြီးတဲ့နောက်မှာတော့ TNL ရဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုပြောပြပါမယ်။တရားအမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့စစ်ကော်မရှင်တပ်တို့အကြားအပြစ်ခတ်ရစေးရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာဟာခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ TNL ကပြောပါတယ်။ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးရဲ့ပြောပြချက်အရာဒီအပြစ်ခတ်ရစေးရတဲ့အဓိကအကြောင်းရင်းကတော့စစ်ကော်မရှင်တပ်ရဲ့နေစဉ် င်ရက်ဆက်လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေမြင့်တက်လာတာပဲဖြစ်ပါတယ်မတော်လည်းခက်ခဲခက်ခဲနဲ့ရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်။အတေကတော့လူထုတွေရဲ့ဘေးကင်းလုံခြုံမှုနဲ့လူထုတွေရဲ့ဒီထိခိုက်နေတာမှုတွေရောနေတော့အောင်တစ်ဖက်မှာလည်းဒီစီးရီးဖြစ်အားတွေအခြားတော့ဖြစ်အားတွေကိုကျွန်မတို့ ဒီမျိုးဖြစ်အနေကြကလူထုကပို့ပြီးတော့မှနင်နာလာတော့မျိုးတွေရှိလာတယ်ဆိုတော့ကတော့ဒီလူမျိုးဖြစ်အဘက်ဘက်ကနေရောဒီလူထုတွေအနင်နာဆုံးရှုံးမှုတွေနဲတော့အောင်ဆိုပြီးတော့မှဒီရွေးဒီခက်ခဲတဲ့ရွေးချယ်မှုကိုရွေးချယ်ဆုံးဖြတ်ရတာဖြစ်ပါတယ် အော်တိုဘာလာအထဲမှာပဲ TNL ရဲ့နယ်မြေထဲမှာအရက်သား90ကျော်တိစုံခဲ့ပြီးအယောက်80ကျော်ဒဏ်ရာရခဲ့တယ်လို့အာရခဲ့တာဖြစ်တယ်ပေါ့လေဆိုတော့ဒီတော့ဒီပြည်သူတွေဘေကင်းရေးအခုလိုမျိုးဆုံးဖြတ်ချက်ကိုရွေးချယ်ခဲ့ရတာလို့လွေးရည်ဦးကပြောပါတယ်သဘောတူညီချက်အရ TNL ဟာမိုးကုတ်နယ်မိုးမိတ်မြို့နယ်တို့ကနေအာစပြီးတော့စုခွာနေပြီးဖြစ်ပေမဲ့ဒီအာစစ်ကော်မရှင်ရဲ့နောက်ဆက်တွဲလှုပ်ရှားမှုတွေကိုတော့အနည်းကစောင့်ကြည့်သွားမယ်လို့ TNL ကအတည်ပြုပါတယ် စီရင်လေးလာသုံးသက်သူတွေကတော့စစ်ကော်မရှင်ဟာ DNLA အစားတခြားလက်နက်ကင်တပ်ဖွဲ့တွေဘက်ကိုစီရင်ဦးလှည့်လာနိုင်တယ်လို့သုံးသက်နေကြပါတယ်။ TNL ကဆုတ်ခွာသွားပေမဲ့မိုးကုတ်ရဲ့ဒီတော်လန်ရေးမီရတော့ငိမ့်သွားမှာမဟုတ်ပါဘူးတရုတ်ဖိအားနဲ့တအန်းတက် TNL ကမိုးကုတ်မျိုးကနေဆုတ်ခွာဖို့ဆုံးဖြတ်ခဲ့ပေမဲ့ဒေသအခြေပြုအာတပ်ဖွဲ့တွေဖြစ်တဲ့မိုးကုတ်ဗျူဟာနဲ့မန်လီ PDF တို့ကတော့ဆက်လက်တော်လန်မယ်လို့ခိုင်မာစွာပဲကတိပြုခဲ့ကြပါတယ် TNL ဆုတ်ခွာရခြင်းဟာစစ်ကော်မရှင်ရဲ့ဒီအရက်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပဲဖြစ်ပါတယ်စစ်ကော်မရှင်တက် ်ရဲ့ရက်ဆက်မှုတွေကိုလုံးဝမကြောက်ပဲ Federal Democracy စနစ်ပေါ်ထွန်းရေးဆိုတဲ့ရည်မှန်းချက်အတိုင်းရှေ့ဆက်ပြီးတော့တက်ချီတက်သွားမယ်လို့မိုးကုတ်ဗျူဟာနဲ့မန်လေး PDF အဖွဲ့တို့ကထုတ်ပြန်ခဲ့ပါတယ်ဒီရည်မှန်းချက်အတွက်မိုးကုတ်ဗျူဟာကတက်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်ဟောင်းတွေကို9ရက်အတွင်းပြန်လာပြီးတော့လက်တွဲဖို့ကိုလည်းအရေးပေါ်ဖိတ်ခေါ်လိုက်ပါပြီဆိုတော့ဒီဖိတ်ခေါ်မှုကိုတော့အော်တိုဘာလ31ရက်နေ့ဒီနေ့မှာပဲထုတ်ပြန်ထားတာပါတမတ်ရက်အတွင်းမှာပြန်လာတဲ့သူတွေကိုတော့တက်ည ာမှုပေးမယ်လို့ဆိုပေမဲ့ပြက်ကွက်ရင်တော့တရဝင်ဒီတက်ပြေးအဖြစ်ပေါ့လေကျင်ညာမယ်လို့လည်းတင်းတင်းကြပ်ကြပ်တတိပေးလိုက်ပါတယ်ဒါဟာမိုးကုတ်မြို့ကိုကာကွယ်ဖို့အတွက်မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နောက်ပြန်မလဲတမ်းစစ်ကျင်ညာလိုက်တာပဲဖြစ်ပါတယ် အခုတော့စကန်းသိန်းတိုက်ပွဲသတင်းတပုံနဲ့ဆက်ပါမယ်။တနင်္သာရီတိုင်းဒဝဲခရိုင်မှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့မောင်းမကန်နယ်မြေရဲစခန်းကိုတော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့တွေကအအောင်မြင်မြင်ပဲသိမ်းပိုက်လိုက်ပြီလို့အထူးတိုင်းစစ်ဌာနချုပ်အောက်ကဒီတပ်ရင်းတွေနဲ့မဟာမိတ်တပ်ပူပေါင်းအဖွဲ့တွေဟာဆိုလို့ရှိရင်ဒီအော်တိုဘာလ26ရက်နေ့မနက်9နာရီခွဲလောက်မှာအဲ့ဒီစခန်းကိုစပြီးတော့တိုက်ခိုက်ခဲ့တာပါ၄နာရီအတွင်းမှာပဲအပီးတပ် ိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ီစခန်းသိမ်းတိုက်ပွဲထဲမှာစစ်ကော်မရှင်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်12ယောက်သေဆုံးခဲ့ပြီးတော့ကျန်းတဲ့တပ်သားတွေကတော့စခန်းကနေထွက်ပြေးသွားကြပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့အထူးတိုင်းစစ်ဌာနရဲ့ဒီအော်တိုဘာ30ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အရေးပါတဲ့ဒီတိုက်ပွဲကနေတော်လှန်ရေးတပ်ဖွဲ့တွေဟာလက်နက်မျိုးစုံ21လက်နောက်ပြီးတော့ဂျမားဆက်နှလုံးအပါဝင်ခဲယမ်းတွေအများကြီးကိုလည်းသိမ်းဆည်းရရှိခဲ့ကြပါတယ်။နမဲ့ကျော်မောင်းမကန် အဒီကမ်းခြေမှာကမ်းခြေရဲ့နေမြီမှာရှိတဲ့အဲ့ဒီရဲစခန်းဟာဆိုလို့ရှိရင်ဘန်ဂါရီဆက်တွေ့ရေးမြောင်းတွေနဲ့အခိုင်မာတက်ဆွဲထားတဲ့စခန်းတစ်ခုဖြစ်ပြီးတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့စီလုံးမှုနဲ့စွမ်းရည်ကိုပြနိုင်ခဲ့တဲ့စစ်ရေးအောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။အခုတော့ကျမတို့တွေကချင်ဘက်ကနေဆက်ဂိတ်တွေပြန်ဖွင့်လိုက်တဲ့နောက်ပိုင်းပေါ့လေ။အဲနောက်ဆုံးအခြေအနေတွေကိုဆက်ပါမယ်။ဆိုတော့နေဆက်စီးပွားရေးအခြေအနေကိုဆက်ပြီးကြည့်ရအောင်ပါ။ဒီမြန်မာတရုတ်နေဆက်ဂိတ်တွေကိုတ တနစ်ကျော်ကြာပိတ်ထားခဲ့ပြီးတဲ့နောက်မှာတော့ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့မှာတရုတ်ဘက်ကနေပြန်ပြီးတော့ဖွင့်လှစ်ခဲ့ပေမဲ့ဒီစီးပွားရေးအခြေအနေကတော့အေးဆက်နေသေးပါပဲ။အာ KIA ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံပေါ့လေဘုံမူကြီးနော်ဘူးရဲ့အတီးပြုချက်အရဆိုရင်ကချင်ပြည်တဲ့ကမဝင်းကြီးလွယ်ကျဲလိုင်စာအပါဝင်တခြားနယ်စပ်ဂိတ်အားလုံးကိုပြန်ဖွင့်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ကုံသွယ်ရေးကပုံမှန်ပြန်မဖြစ်သေးပဲနဲ့ကန့်သက်ချက်တွေအများကြီးရှိနေသေးဖြစ်တယ်လို့အဲ့ဒီဘက်ကဒေ သခံတွေကပြောပါတယ်တရုတ်ကစားသားကုန်နဲ့အိမ်ဆောက်ပစ္စည်းတွေကိုပဲခွင့်ပြုထားပြီးတော့ဒီ 73C နောက်ပြီးတော့ electronic ပစ္စည်းတွေကိုတော့သွင်းခွင့်မပေးဘဲကန့်သတ်ထားပါတယ်မြန်မာဘက်ကလူအဝင်အထွက်ကလည်းမရှိသလောက်နှဲပါနေစေဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ဘုံမူကြီးနော်ဘူးကတော့မြေရှားတပ်ထုတွဖို့ရေးကိစ္စနဲ့ပတ်သက်ပြီး KIO KIA ဘက်ကလုံးဝခွင့်ပြုထားတာမျိုးမရှိသေးဘူးလို့လည်းအခိုင်အမာညင်းဆိုထားပါတယ် ခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အာရှပစ်စပိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ရဲ့ထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတနဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့အာတရုတ်သမ္မတရှီကျင်းဖျံကကနေဒါ၊ဂျပန်နဲ့ဒီထိုင်းနိုင်ငံတွေကခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။တရုတ်သမ္မတရှီကျင်းဖျံကတော့မမြင်ရသေးတဲ့ရာစုနှစ်ထဲမှာအပြောင်းလဲတွေရှိနေနိုင်တယ်လို့တတိပေးထားပါတယ်။အာသမ္မတရှီကျင်းဖျံကဂျ ပန်နိုင်ငံမှာအစ်စ်တက်လာတဲ့အမျိုးသမီးဝင်ကြီးချုပ်နဲ့ပထမဆုံးစကားပြောမှလည်းဖြစ်ပါတယ်တွေ့ဆုံမှုကိုဒီကနေ့တောက်ကြနေမှာလုပ်ဖို့စီစဉ်ထားတယ်လို့အဲ့ဒီကိစ္စတွေနဲ့ယင်းဤကျောင်းဝင်တဲ့သူတွေက Riders တည်င်းဌာနကိုပြောထားပါတယ်မနေ့ကတော့ဂျပန်ဝင်ကြီးချုပ် Snipetaka Ichi ကတမရရှိချင်းဖြစ်နဲ့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ပြောထားပါတယ်ကနေဒါအနေနဲ့ကတော့တရုတ်နဲ့ဆက်ဆံရေးကိုပြန်လည်စတင်ထူထောင်သွားဖို့လိုလားနေတာ ဖြစ်ပါတယ်က နေဒါကတော့သူ့ရဲ့အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်တဲ့အမေရိကန်နဲ့ကုန်သွယ်ရေးအငင်းပွားမှုတွေဖြစ်ပြီးတဲ့နောက်မှာဒီလာမယ့်ဆယ်စုနှစ်တစ်ခုအတွင်းပေါ့လေအမေရိကန်မဟုတ်တဲ့နိုင်ငံတွေကိုပို့ကုန်နှဆတိုးပြီးတော့ပို့သွားမယ်လို့လည်းကြေညာထားပါတယ်။အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ဖိလစ်ပိုင်နိုင်ငံကဒီမြန်မာနဲ့ဆက်လက်ထိတွေ့ပြီးတော့လက်ရှိရှိနေတဲ့အကျပ်တဲတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့အပြေရှားသွားမယ်လို့ပြောလိုက်ပါတယ် ဖလပိုင်သမ္မတအာဖာဒီနန်စ်မာကိုစ်ဂျူနီယာကမြန်မာနိုင်ငံရဲ့အခြေအနေကိုအာဆီယံရဲ့မရင်ကျက်သေးတဲ့အနာလို့ခိုင်းနိုင်ပြီးတော့ပြောတော့ပါတယ်ဖလပိုင်သမ္မတမာကိုစ်က မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတာကိုမြင်နေရတဲ့အတွက်နာကျင်စေတယ်လို့လည်းပြောပါတယ်အာဆီယံအနေနဲ့သက်ဆိုင်သူအလုံးနဲ့ဆက်လက်ထိတွေ့ပြီးတော့အခြေအနေတွေကိုဖြေရှင်းရမှာရှေ့ကိုရောက်စီမဲ့အာရှေ့ကိုရောက်မဲ့ဒီနီလန်းအစ်စ်တွေကိုရှာသွားမယ်လို့လည်းသမ္မတမာကိုစ်ကပြောပါတယ် ာဆီယံဟာမြန်မာနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းနိုင်တဲ့အခြေအနေကအကန့်အသတ်တွေရှိပေမဲ့ဆက်လက်ထိတွေ့မှုကတော့လိုအပ်တယ်လို့ဖိလစ်ပိုင်သမ္မတကပြောပါတယ်။ထိတွေ့ဆက်ဆံရမှာအစိုးရနဲ့ဘျူရိုကရေစီရန်ရာအပြင်တခြားသက်ဆိုင်သူတွေလည်းပါဝင်ရမယ်လို့ဆိုပါတယ်။မြန်မာမှာရှိတဲ့အတိုက်ခံတွေအာဒီထိတွေ့မှုမှာပါဝင်မှုဟာဆိုလို့ရှိရင်လည်းအရေးကြီးတယ်လို့လည်းသမ္မတမာကိုစ်ကအထူးအလေးပေးပြီးတော့ပြောကြားသွားပါတယ်။မကြာခင်ကပြီးသွားတဲ့အာဆီယံထိပ်သီးညီလာခံမှာတော့ ော့ ASEAN ကောင်ဆောင်တွေကမြန်မာနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝအကောင့်ထည့်ဖော်ဖို့တိုက်တွန်းထားခဲ့ပါတယ်။ငါနဲ့ကြအောင်ပိတ်ထားတဲ့တရိတ်ဆန်ယုံထဲမှာတရိတ်ဆန်တွေဘလို့မျိုးရှင်သန်နေထိုင်နေကြပါသလဲဆိုတာက စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ် အာဂျင်တီးနားနိုင်ငံလူကြံမျိုးကတရိတ်ဆန်ရုံတစ်ခုဟာဧည့်သည်တွေကိုတာရင်တရိတ်ဆန်တွေကိုပေါ့လေဒီကင်တွယ်ခွင့်နောက်ပြီးတော့ဓာတ်ပုံ တွဲရိုက်ခွင့်တွေပေးခဲ့တဲ့အတွက်နာမည်ကြီးခဲ့ပါတယ်။အာဧည့်သည်တွေကလည်းကြားတွေနောက်ပြီးတော့ဒီချင်းသေးတွေနဲ့ဓာတ်ပုံတွဲရိုက်ကေးကြပါတယ်။လူတွေအတွက်အနေကြီးမားလာတာကြောင့်ပဲ2020ခုနှစ်မှာတော့အဲ့ဒီတရိတ်ဆန်ရုံကိုပိတ်လိုက်ရပါတယ်။တရိတ်ဆန်ရုံဝန်ထမ်းတွေကလည်းအလုံးလက်မဲ့ဖြစ်ကုန်တော့ပါတယ်။ဆိုတော့ဒီလိုမျိုးရုတ်တရက်ပိတ်လိုက် က်တဲ့ဒိဋ္ဌံယုံကတာယိုင်းဒိဋ္ဌံတွေအတွက်တော့အာနာပိုင်းတွေမှာတခြားဘာအစီအစဉ်မှမရှိခဲ့ပါဘူး။ကြားတွေ၊ခြင်သေးတွေနောက်ပြီးတော့ဝတ်ဝင်တွေဟာသူတို့ကိုမူလပိတ်လောင်ထားတဲ့အခန်းငယ်လေးတွေမှာပဲဆက်ပြီးတော့နေခဲ့ကြရပါတယ်။စားစရာတွေကိုတော့ဒိဋ္ဌံယုံကနဲ့အလုတ်ပြုတ်သွားတဲ့ဝန်ထမ်းတွေကပဲတက်နိုင်သလောက်လာပေးသလောက်ကိုပဲစားကြရပါတယ်။အာ2023ခုနှစ်မှာအဲ့ဒီလူကျန်ဒိဋ္ဌံယုံကိုရောက်ခဲ့တဲ့ဒိဋ္ဌံစောင်းလျှောက်ရေးအဖွဲ့ရဲ့ရေးတွက် မှုအရာဆိုရင်ကြားနဲ့ဒီခြင်သိပ်ပေါ့လေအကောင်ကြီးက132ကောင် ရှိပါတယ်။အာတိရစ္ဆာန်ယုံပိတ်ခဲ့တဲ့ဒီ2020ခုနှစ်ကတော့136ကောင်ရှိခဲ့တာပါ။အခုနှစ်နှစ်ကြာလာတဲ့အခါမှာတော့အာဟာရမပြည့်တာအာနောက်ပြီးတော့တိရစ္ဆာန်အချင်းချင်းတိုက်ခိုက်မှုတွေအဲ့လိုမျိုးဖြစ်ခဲ့တာတွေကြောင့်ရတဲ့ဒဏ်ရာတွေနဲ့နာမကျန်းမှုတွေကြောင့်တိရစ္ဆာန်အရေးအတွက်ဟာထောက်ဝတ်တတာပဲကြံမာတော့တယ်။မကြသေးခင်ကတော့နိုင်ငံတကာတိရစ္ဆာန်စောက်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ာဂျင်တီးနားအာနာပိုင်တွေနဲ့ပူးပေါင်းပြီးအဲ့ဒီတိရစ္ဆာန်တွေကိုကဲထုတ်ခဲ့ပါတယ်။ကဲထုတ်တဲ့အချိန်မှာတော့ကြားနဲ့ဒီချင်းသေးပေါ်လေ62ကောင်ပဲကျန်တော့ပြီးဝက်ဝင်ကတော့2ကောင်ပဲကျန်ပါတော့တယ်။ကဲဆယ်ခဲ့တဲ့သူတွေကအခြေအနေတွေကတော်တော်ဆိုးနေတဲ့အကြောင်းကိုပြောပါတယ်။ဆယ်ပေပတ်လည်အခန်းတစ်ခန်းထဲမှာတော့ချင်းသေးအမ9ကောင်ပိတ်လောင်ထားခဲ့ပြီးအကက်ရက်အခန်းမှာတော့ဒီအာရှကြား2ကောင်ကိုအာဖရိကချင်းသေး2ကောင်နဲ့အတူတူထားထားကြတယ်လို့ပြောပါတယ်။တိရစ္ဆာန်တွေကိုအထူး ပြုစုဆောင်ရှားမှုတွေလုပ်ပြီးလို့ကျမကြီးကောင်းသွားပြီဆိုရင်တော့ဒီနိုင်ငံရဲ့ခြားတွေမှာရှိတဲ့နိုင်ငံခြားတွေမှာရှိတဲ့ဘေးမဲ့တားရိုင်းတော်တွေတဲကို ပြန်ပြီးတော့ပို့မယ်လို့ဆိုပါတယ်ရှင်တဲ့နဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေထီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။